ငယ်ဘဝညီမလေးနဲ့ကြတော့တော်တော်များရုပ်ချင်းဆင်တယ်လို့ပြောရတယ်ဒါပေမဲ့သူနဲ့မတူတော့တာတခုကြတော့တက်တက်ကလေးပဲပေါ့နော်တက်တက်ကြီးပွားရောက်တော့အဲခုနကကွန်မန့်နေအောင်တွေ့လိုက်သေးတယ်နနန်းအဲကြီးပွားရောက်တော့တဲ့သွားတွေရတဲ့ brace ချလိုက်တာလားတကယ်လေအိတ်ကရိုက်နေနေသွားကြရကဖြစ်တယ်ပေါ့နော်တန်တန်အိတ်ကမရိုက်ခင်မှာတန်တန် ဒီဟိုသွားကိုပြင်လိုက်တာပေါ့အရင်ကားတွေတော့ဆိုလို့ရှိရင်တနက်သွားလေးတွေကတဲတဲလေးတွေဆိုတော့တနက်တဖုံးလှီးချလိုက်တာကားမြိုက်ခင်မှာတဖုံးလှီးပြီးတော့ဒီဗနီယာကြီးကတ်ချလိုက်တာဗနီယာကြီးကတ်ချလိုက်တော့ကားလည်းရိုက်လည်းရိုက်ရောကိုကသွားကပြင်းပြင်းချင်းကြတော့အသားကမကြသေးဘူးအသားမကြသေးတဲ့အခါကျတော့သွားတွေကပြင်းပြင်းပြုတ်ထွက်တာပေါ့ဗနီယာကြီးကပြင်းပြင်းပြုတ်ထွက်ကိုကရန်ကုန်မှာရဲရဲလည်းမဟုတ်ဘူးလေဒီကားမှာပင်တရားပင်တရားမှာတရရရတဲ့ကားဖြစ်တဲ့အတွက် ပြုတ်သွားတဲ့ခါကျတော့အဲ့မှာလွယ်လွယ်ကူကူလှုပ်เสียဆေးကန်းလည်းမရှိဘူးမရှိတော့အရန်ကုန်ပဲတစ်ခါပြန်ပြေးသွားရလည်းခဏခဏစွတ်အသားမကျသေးတဲ့ခါကျခဏကစွတ်တော့အဲတနေ့ကိုတွေ့လို့ရှင်တက်ရှူတယ်လောက်ဝိုင်းစားကြဟဲ့နင်သွားရင်စွတ်မလာနဲ့တော့ငါတို့မှရိုက်ရအများကြီးကြံနေတယ်နင်သွားရင်မစွတ်နဲ့တော့တနေ့လည်းအသားမကျသေးတဲ့ခါကျတော့အမာကြီးပဲစားတာသူကဒနီယာကတ်ထားတဲ့လူကကျတော့ဒီရှေ့သွားတွေကိုလုံးဝသုံးလို့မရဘူးလေကိုကလည်းစားလိုက်အမာကြီးပဲကွက်ကွက်ကွက်နဲ့ချတာဟုတ်တယ်ကျွန်တော်လည်းတက်တက်လုံးကြီးနေမယ်လို့ဂရိတေးထားချက်လို့ပဲဖြစ်ပါဘူး ောင်များတော့ဒီရမုံနဲ့ပေါ့နော်ရမုံနဲ့တောက်လျှောက်ပဲအာရမုံနဲ့ဟိုးငယ်ပွားကနေကြည့်ရဒီကိုကအပြင်လဲတိတ်မထွက်ဘူးအိမ်ထဲမှာပဲနေပြီးတော့မှစနိုးနားမှာစနိုးရဲ့ဝေယဝစ္စအကုန်လုံးကိုလုတ်ပြရဲ့ဟိုအမအရင်တော့မဟုတ်ပင်နဲ့ပင်မဲ့သူ့နားမှာတူတူဖော်လို့ဖြစ်နေတာပေါ့နော်အဒီမြွနင်းတို့ထောင်ရဝင်မှာတော့တန်တန်းနန်းချယ်ရီဆိုတဲ့ကာရိုက်တာနဲ့ပါဝင်ထားပါတယ်။ဟုတ်မမနန်းပေါ့။စနိုးရဲ့မမနန်းပေါ့။အာဒီကားလေးကတန်တန်းအတွက်အမှတ်တရဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီဇာကားကိုကတ်စတင်လုပ်တဲ့ ဟို January 9ရက်နေ့မှာသူတို့က casting လုပ်တာလေအဲ့9ရက်နေ့ကလည်းတနက်မွေးနေ့မှာ casting လုပ်သလိုဖြစ်သွားပြီးတော့တနက်လည်းရွေးခန့်လိုက်အတွက်တနက်ဘက်ကဒီကဗဒေး present ရလိုက်တယ်လို့ပဲပေါ့အာဇလန်တွဲဟာရိုက်ခဲ့ဇလန်တွဲတခုနဲ့တခုကတော့မတူဘူးပေါ့နော်အာဒီကားထဲမှာကျတော့အငြိမ် character လေးပေါ့ Snow ရဲ့ဒီ ဟိုငငယ်လေးရဲ့အတူတူစနိုးနဲ့အတူတူကြီးလာပြီးရဲ့အခါကျတော့မှသူရားခဲ့တဲ့စိတ်ဒဏ်ရာကြီးပေါ့နော်ကိုကသူကြီးပွားရောက်တဲ့အထိအဆာဆုံးမြင်နေပြီးတော့သူ့ဘေးနားကနေဖိမားရတဲ့ကြိုက်တာပုံစံမျိုးပေါ့ဟိုအကောင်လုံးကတော့လက်တွဲခေါ်ကြပါတယ်ဟိုလိုမျိုးကြီးတကူးတကအတင်မေးရမျိုးတော့မဟုတ်ပေမဲ့ရိုင်းနေနေမှာပေါ့နော်သူတို့စီကအတွေ့အကြုံလေးတွေတော့အများကြီးရပါတယ်ဘယ်လိုမျိုး pressure ရှိလဲဆိုတော့အရင်တော့ကလည်းဒီကဟိုတကယ်အမှုပညာရှင်အကြီးကြီးရိုက်ထားဖြစ်တယ် အဲ့ဒီအတွက်ကြောင့်မလို့အရင်တော့တနတ် character ကအရင်ဇက်ကားရဲ့မှာမပါဘူးပေါ့နော်အခုမှအစ်တစ်ထပ်ဖြစ်လိုက်တဲ့ character ပေါ့နော်အဲ့ဒီခါကျတော့တနတ်ကတော့အရင်ဟိုဟာဖြစ်စရာမလိုဘူးပေါ့အဓိကတော့အဓိကဇက်ကားမင်းဖြစ်တဲ့ကိုရှင်မွေလာတို့ကိုဖိုးချိန်ခန်းတို့ပြီးတော့ရမုံတို့ကတော့ဟိုအရင်ဇက်ကားကိုမကြော်လွင်အောင်မှတည်တည်ဆစ်ဆာလေးတို့တို့အတွက်တောင်းပန်ပူကြီးရယ်ပေါ့ ငယ်ဘဝညီမလေးနဲ့ကြတော့တော်တော်များရုပ်ချင်းဆင်တယ်လို့ပြောရတယ်ဒါပေမဲ့သူနဲ့မတူတော့တာတခုကြတော့တက်ကလေးပဲပေါ့နော်တက်ကြီးဘွားရောက်တော့အဲခုနကကွန်မန့်နေအောင်တွေ့လိုက်သေးတယ်နနန်းအဲကြီးဘွားရောက်တော့တဲ့သွားတွေရတယ်ဘရေးချက်လိုက်တာလားတကယ်လေအိတ်ကရိုက်နေနေသွားကြရကဖြစ်တယ်ပေါ့နော်တနန်းအိတ်ကမရိုက်ခင်မှာတနန်း ဒီဟိုသွားကိုပြင်လိုက်တာပေါ့အရင်ကားတွေတော့ဆိုလို့ရှိရင်တနက်သွားလေးတွေကတဲတဲလေးတွေဆိုတော့တနက်တဖုံးလှီးချလိုက်တာကားမြိုက်ခင်မှာတဖုံးလှီးပြီးတော့ဒီဗနီယာကြီးကတ်ချလိုက်တာဗနီယာကြီးကတ်ချလိုက်တော့ကားလည်းရိုက်လည်းရိုက်ရောကိုကသွားကပြင်ပြင်ချင်းကြတော့အသားကမကြသေးဘူးအသားမကြသေးတဲ့အခါကျတော့သွားတွေကပြင်ပြန်ပြုတ်ထွက်တာပေါ့မနီယာကြီးကပြင်ပြန်ပြုတ်ထွက်ကိုကရန်ကုန်မှာရဲရလည်းမဟုတ်ဘူးလေဒီကားမှာပင်တရာပင်တရာမှာတရရရတဲ့ကားဖြစ်တဲ့အတွက် ပြုတ်သွားတဲ့ခါကျတော့အဲ့မှာလွယ်လွယ်ကူကူလှုပ်ရှားဆေးကန်းလည်းမရှိဘူးမရှိတော့ရန်ကုန်ဘက်တစ်ခါပြန်ပြေးသွားရတယ်ခဏခဏ ကျတော့အသားမကျတဲ့ခါကျတော့ခဏကကျတော့အဲတနက်ကိုတွေ့လို့ရှင်တက်ရှူတယ်လောက်ဝိုင်းစားကြာဟဲ့နင်သွားရင်ကျွတ်မလာနဲ့တော့ငါတို့မှရက်ရှာရင်အများကြီးကြံတယ်နင်သွားရင်မကျွတ်နဲ့တော့တနက်လည်းအသားမကျတဲ့ခါကျတော့အမာကြီးပဲစားတာကျတော့ဒီနေရာကတ်ထားတဲ့လူကကျတော့ဒီရှေ့သွားတွေကိုလုံးဝတုံးလို့မရဘူးလေကိုကလည်းစားလိုက်အမာကြီးပဲကွက်ကွက်ကွက်နဲ့ချတာဒီဟာသွားကြီးအောက်ကအောက်သွားကြီးကွာတာဘာလို့ဆိုကိုကပြောင်းမှုတွေကိုအဲ့လိုကတ်ကြိုက်စားတာအကောင်တော့ဝိုင်းတာရတယ်တနက်ရဲ့နေကားပြီးတော့မှစားပါကျန်တဲ့ချိန်လေးစားပါကောင်းမပြီးခင်တော့ဘာမှမစားပါနဲ့ ဆောင်များကတော့ဒီရမုံနဲ့ပေါ့နော်ရမုံနဲ့တောက်လျှောက်ပဲအာရမုံနဲ့ဟိုးငယ်ဘွားကနေကြည့်ရတီကိုကအပြင်လဲတိတ်မထွက်ဘူးအိမ်ထဲမှာပဲနေပြီးတော့မှစနိုးနားမှာစနိုးရဲ့ဝေယဝိဆအကုန်လုံးကိုလုတ်ပြရဲ့ဟိုအမအရင်တော့မဟုတ်ပင်နဲ့ပင်မဲ့သူ့နားမှာတူတူဖော်လို့ဖြစ်နေတာပေါ့နော်သူ့ရဲ့ကိစ္စအမှန်တမ်းများသူ့မှာတငယ်ချင်းလည်းမရှိဘူးတငယ်ချင်းလည်းမရှိတဲ့ခါကျတော့သူ့ရဲ့ကိစ္စအကုန်လုံးမှန်တမ်းများကိုကို တိနေမြင်နေသူနဲ့တူတူမျှဝေခံစားပေးရဲ့အမတ်တယောက်အနေနဲ့ပေါ့အဲ့လိုမျိုးတော့အစုံများပါတယ်ရမုံလဲဒီကအမတ်တယောက်ဖြစ်မယ်ထင်ပါတယ်ဘာလို့လဲဆိုတော့ဒီက2024အာဇန်နဝါရီ9ရက်နေ့နဲ့6ရက်နေ့မှာကက်စတင်လုပ်ခဲ့တာအာတနက်မွေးနေ့က9ရက်နေ့သူ့မွေးနေ့က6ရက်နေ့ဇန်နဝါရီဘုန်းနေ့ပဲအဲကက်စတင်နေ့ရက်လောက်တာမှာသူ့အကိုရောစနိုးနဲ့မမနဲ့အဖြစ်ရွေးခန့်လာရတာပေါ့နှစ်ယောက်လုံးအတွက်ဗဒေးပရဇန့်ပေါ့ဒီမုံနဲ့ကမစီကအတူညှိကြမလို့ဘာလို့လဲဆိုတော့တနန်တို့ဒီ MRD4 Forever Group မှာရွေးခန့်ရတော့ဒီ ဟိုတင်တန်းနေပေးရပေါ့နော်တင်တန်းနေပေးရောကန့်မွေရတယ်ကန့်မွေရတယ်ကသူနဲ့တင်တန်းနေရဟိုဟာ roommate ပေါ့တူတူနေလာရဲ့ roommate ဆိုတော့သူနဲ့အများကြီးနှိမ့်ကြမလို့ chemistry ကြိုက်ဖို့ချစ်လုံးလို့တောင်မှ၄ယောက်ပဲဆက်နေအခန်းကို၅ယောက်မဆက်မပြဲနေကြဘလို့မှခွဲလို့မရလို့အဲ့တော့သူနဲ့ကအရင်နှိမ့်ကြမလို့ chemistry ကအလိုလိုမိပြီးသားပေါ့နော်ဟုတ်အလုပ်တွေလောရအတွက်တော့ပျော်ပါရဲ့ဒါပေမဲ့အခုပြီးခဲ့တဲ့ဟိုအရှုံးမဲ့နိုင်ဇက်ကားထဲမှာဆိုလို့ရှိရင်ကိုကတစ်ခါမှဘဝမှာမလုပ်ဘူးရဲ့ villain character ပေါ့နော် ဲ့လိုပြင်ဒီလိန်ကာရက်တာမျိုးကိုရိုက်လိုက်တဲ့အခါကျတော့အစိုးပြိတ္တတွေကြောင့်ဇကာကိုဇကာလို့မြင်မဲတဲ့ပြိတ္တလည်းရှိသလိုအာဇကာကိုဇကာလို့မမြင်မဲနဲ့ဘယ်လိုပြောမလဲ personal attack ပါလောက်ကြတဲ့ပြိတ္တတွေလည်းတွေ့ရပါတယ်တနေ့ဆိုလို့ရှင်ပြောတာမှာ personal ပဲဒါမဲ့ ဒါမဲ့လည်းပျော်ပါတယ်။အော်ကိုတကယ်လုံနိုင်ခဲ့လို့ကိုတကယ်အမြင်ကက်ဆရာကြီးဖြစ်ခဲ့လို့ပြောခံရတာဆိုပြီးတော့ကျေနပ်ပါတယ်။အာဗီလင်ကာရက်တာရိုက်လို့ရှင်လည်းမမုန်းပါနဲ့လို့အာနောက်ထပ်လည်းဗီလင်ကာရက်တာလေးနည်းနည်းရိုက်ထားသေးရဲ့လို့အဲ့ဒါလေးထွက်လာရဲ့ခါကြလို့ရှင်လည်းမမုန်းကြပါနဲ့ကာတစ်တီလည်းအများကြီးရိုက်ထားပါသေးရဲ့ပေါ့နော်။ပြီးတော့ဒီမြူနင်းတို့ထောင်ရဝေရလည်းနောက်မှအဲ့လိုလောင်စရာတွေအားမလို့အားများဖြစ်စရာတွေလုံးဝတန်ဖိုးစင်းကြီးတွေအများကြီးမှအများကြီးတန်နေတဲ့အတွက်အားပေးကြပါလို့ပြောချင်ပါတယ်။